ရတဲ့အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တမှာပြန်လည်ကြွဆွနိုင်ပါရှင်။ကျွန်တော်တို့ channel ကနေအနေစင်ပြည့်ရေးဖြစ်ပါတဲ့များကြောင့်နိုင်တဲ့တဲ့များနဲ့နောက်ဆုံးရတဲ့များကိုအချိန်နဲ့တပြေးညီစာတက်တက်ဆက်ပြီးတော့မှဖြစ်ပါရှင်။ရခိုင်ပေါ်မှာဆွမ်းစာတက်တက်ဆက်ပြီးမဲ့တရင်ကြောင်းတွေကတော့လောင်းလုံးမလိုက်နဲ့နထူကြီးမြို့နယ်တွင်စစ်တပ်ရဲ့အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ဖုန်ကြီးကြောင်းနေအများနဲ့အကများပြတ်စစ်ဆုံးရှုံးသွားခဲ့တဲ့ဆိုတဲ့တဲ့လေးပဲဖြစ်ပါရှင်။ တနင်္လာရီတိုင်းလောင်လုံးမြို့နယ်လက်ခတ်တောင်ဖုန်ကျောင်းကိုအကြမ်းဖက်စစ်ကောင်စီတကလင်းရင်လက်နဲ့ကြီးများဖြင့်တိုက်ခိုက်ခဲ့ခြင်းကြောင့်အဆောင်အုံနဲ့ကာဒစီပြစီခဲ့ကြောင်းဒေတာပီတို့များကရန်ကုန်ခေတ္တတနင်္ဌာနထပ်ပြဆိုထားဖြစ်ပါရယ်မတ်လ23ရက်နေ့လောင်လုံးမြို့နယ်ရှိအကြမ်းဖက်စစ်တပ်ရဲ့လက်ခတ်တောင်တော်ဝတိုင်ကုန်းစခန်းကိုတော်ရဲတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့စဉ်အကြမ်းဖက်စစ်တပ်ကလင်းရင်နဲ့စစ်တပ်မျိုးများဖြင့်ဆက်တိုက်ပုံကျဲပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည် အကြံပေးစတဲ့ရဲ့တက်ခိုင်မှုအတွင်မှာလက်ခတ်တော်ဘုန်းကြီးကျောင်းကိုလည်းဘုံတိများကြောက်ရောက်ပောက်ွက်ခဲ့ပြီးကျောင်းဝင်းအတွင်မှာရှိတဲ့အဆောင်ဦးနဲ့ကားတစီနဲ့ပြည့်စည်ခဲ့ခြင်းဖြစ်ကြောင်းအရာသာပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရပါသည် တောင်ပေါ်မှာလက်ပြင်းနဲ့ပဋ္ဌာန်းသိမ်းပွဲရှိလို့အဲ့ကိုလာတဲ့အလူနေနေရှိတယ်ပေါ့နော်အဲ့ဒီအချိန်မှာတိုက်ခိုက်ချက်ဖြစ်တာတော့သူတို့အကုန်လုံးပိတ်မိကုန်တာပေါ့စစ်ခွေဖုံးကြီးချောင်းကိုလေရင်နဲ့ကောစစ်သင်ပေါ်နဲ့ကောပြစ်တာကျောင်းဝင်းထဲမှာရှိတဲ့အဆောက်အဦတွေနဲ့ကားတစီပြည့်စုံမှုရှိရလို့သိရပါတယ်ပြီးသူတွေထိခိုက်မှုအခြေအနေတော့မရှိဘူးလို့သိရပါတယ်ခု data ပေးတူတူကပြောဆိုထားဖြစ်ပါတယ်အလားတူမန္တလေးတိုင်းမလိုင်းမြို့နယ်နဲ့နထွန်းကြီးမြို့နယ်အဆက်ကိုလည်း အကြံပေးစတဲ့ကဆက်တက်နေခြင်းများဖြင့်ဘုံကျဲတက်ခတ်ခဲ့ကြောင်းတောင်းတမျိုးနဲ့လူထုလှုပ်ရှားမှုကော်မတီကပြောဆိုထားဖြစ်ပါရယ်ယနေ့မတ်လ16ရက်နေ့နဲ့နှစ်နာရီခန့်တွင်မလိုင်းမျိုးနဲ့နှစ်ထုံးချင်းမျိုးနဲ့အဆက်ရှိတန်ကုံရွာအနီးတစ်ဝိုင်းကိုအကြံပေးစတဲ့ကဆက်တက်နေခြင်းများဖြင့်ဘုံကျဲတက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ်အကြံပေးစတဲ့ဘုံကျက်တက်ခတ်မှုအတွင်းပြည်သူများထိခိုက်ဒဏ်ရာရှိမှုအခြေအနေနဲ့ပြည်စင်းမှုအခြေအနေကိုအတိပြုနိုင်ခြင်းမရှိတဲ့ကြောင်းသိရှိရပါတယ်။ ဆက်လက်ပြီးတော့ကြောက်စဲတွင်စစ်မှုထမ်းခိုင်းရန်ဖမ်းဆီးလာတဲ့လူငယ်များထွက်ပြေးလာ၍စစ်တပ်ကလက်လံပစ်ခတ်ဆဲလူငယ်တို့ဦးတည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရှင်။မန္တလေးတိုင်းကြောက်စဲမြို့နယ်တွင်အကြမ်းဖက်စစ်တပ်ကပေါ်ရဆွဲဖမ်းဆီးလာတဲ့လူငယ်များထွက်ပြေးသွား၍လက်လံပစ်ခတ်ရာတွင်တဦးတည်ဆုံသွားခဲ့ကြောင်းဒေတာပီတူများကရန်ကုန်ခေတ္တတင်ဌာနထပ်တွေ့ပြောဆိုထားဖြစ်ပါရယ်။ မစနာစနေရနေ့တွင်ကြောက်ဆယ်မြို့နယ်မှာရှိတဲ့ကျေးရွာများမှာပေါ်လာဆွဲဖန်းစစ်ထားတဲ့လူငယ်များကိုခေါ်ဆောင်လာသောအကြံပေးစကားစစ်တပ်များဟာရေဝမ်းကျေးရွာအကျော်မှာရှိတဲ့ဆန်တဆိုင်တွင်ထမင်းဝင်ရောက်စားတောင်းနေစဉ်လူငယ်ရှိဦးကထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်တို့တို့ထွက်ပြေးသွားတဲ့လူငယ်ရှိဦးကိုအကြံပေးစကားစစ်တပ်များတနက်ဖြန်လက်လက်ပြစ်ခတ်ရမှလူငယ်သူဦးကြီးထိမှန်ပြီးတေဆုတ်ခဲ့ခြင်းဖြစ်ကြောင်းကျန်းတဲ့လူငယ်များကိုလည်းအကြံပေးစကားစစ်တပ်များကလိုက်လံရှာဖွေနေကြောင်းသိရှိရပါသည် ကျောက်ဆယ်မြို့နယ်ရေဝမ်းကြီးပါအကျော်မှာစစ်ကွေတွေကထမဲဝင်စားနေတော့သူတို့ပေါ်လာဆွဲလာတဲ့ကလေးရှိဦးကထွက်ပြေးတာအဲ့ဒါကိုစစ်ကွေတွေကလိုက်ပြစ်နေတဲ့ကလေးတူကြီးထစ်မှန်ပြီးတည်ဆုံသွားလို့သိရပါတယ်။ကျန်တဲ့လူငယ်တွေကိုလည်းစစ်ကွေတွေကလိုက်လိုက်ရှာဖွေနေပါတယ်။ဟိုဒေတာပီတူတူကပြောဆိုထားဖြစ်ပါတယ်။ကျုပ်ပြင်မကွေးတိုင်းအောင်လမ်းမြို့နယ်တန်ဘူလာချင်းရွာတွင်အကြံပေးစစ်တပ်ရဲ့ကင်းလက်နေတဲ့စစ်သားများတိုက်ခတ်ခံရပြီးရနောက်လူငယ်များကိုပေါ်လာဆွဲဖမ်းဆီးနေကြောင်းဒေသပြည်သူများကရှင်းလင်းခဲ့တဲ့တင်းထဏာထပ်တို့ပြောဆိုထားဖြစ်ပါရယ် မစလာဆတော်ရဲ့အောင်လံမျိုးအခြေဆိုင်ကပတ်ဆဆင်ငါမှာအကျန်ဖက်စတာ25ဥခန့်ဟာတန်ဘူလအချင်းကနေအနီးပတ်ဝန်းကျင်ကိုကင်းပိုင်ရထွက်ခွာလာစဉ်တော်လည်းရေပူပေါင်းအဖွဲများကဖောင်ယိုအင်ဂျီကျွဲကောင်းရွာလန်းဆိုတဲ့စောက်ကျတက်ခတ်ခဲ့ခြင်းကြောင့်စစ်သား3ဦးတိဆုတ်ခဲ့ပြီးထိခိုက်ဒဏ်ရာရှိသူများပြားခဲ့ကြောင်းသိရှိရပါသည်အဆိုပါတိုက်ပွဲအတွင်းမှာထိခိုက်ဒဏ်ရာရှိတဲ့စစ်သားများကိုအောင်လံမျိုးပြည်သူစယုံကြီးတို့ပို့ဆောင်ထားပြီးဒဏ်ရာအခြေအနေပြင်ထံတော်ကြောင့်အသေးဆုံးနိုင်ရှိသူများလည်းပါဝင်ကြောင်းသိရှိရပါသည် ထို့သောတိုက်ခိုက်ခရာပြေနောက်အကျံဖက်စစ်တပ်ကရွှေပန်းတော်ရွာတန်ပူလာရွာကြောက်ပတောင်းရွာနဲ့တိုက်နယ်ရဲစခန်းတွေစစ်တပ်ကခန့်စစ်ပြင်ဆင်နေပြီးလမ်းသွာလမ်းလာပြည်သူများကိုစစ်ဆင်မှုများတင်းကျပ်စွာလှုံ့ဆော်နေကလူငယ်များကိုလည်းပေါ်လာဆွဲဖမ်းဆီးမှုများရှိနေကြောင်းသိရှိရပါသည်။ စစ်ခွေစစ်ကြောင်းတိုက်ခိုက်ခံရပြီးတော့တိုက်နယ်ရဲစခန်းတဲ့အရွာတွေထဲမှာတက်ဆွဲထားတဲ့စစ်ခွေတွေကထပ်မံတိုက်ခိုက်ခံရမှာကြောက်လန့်ပြီးခန်းစစ်တွေပြင်းစင်နေပါတယ်ခွေတွေကကြေးရွာချင်းဆက်လမ်းတွေပါမကျန်းစစ်ခွေတွေကလမ်းတော်လမ်းနာပြည်သူတွေကိုအကုန်လိုက်စစ်နေတဲ့လူငယ်တွေလည်းပေါ်ရဆွဲဖမ်းဆီးခံရလို့ရှိပါတယ်ဘယ်နှဦးဖမ်းခံရတယ်ဆိုတော့အတိမပြုံနိုင်သေးဘူးဒေတာပြည်သူတွေကပြောဆိုထားဖြစ်ပါတယ် ချိုတူပကူတိုင်းအုတ်တွင်မြို့နယ်ကျဲပွဲမြို့ခင်ကြီးပိုင်းတွင်လက်နက်ကိုင်ပြုစွတ်ထီဘူမြအူဆောင်သောအဖွဲ့ကလည်းလူငယ်များကိုဖုံးကြီးကြောင်ကဖုံးကြီးကားများဖြင့်လက်လက်ပေါ်လာဆွဲဖမ်းဆီးနေကြောင်းဒေသပြည်သူများကရှယ်ကုတ်ခဲ့တဲ့တင်းထဏာထပ်ထုတ်ပြောဆိုထားဖြစ်ပါသည် မစနာပိုင်းမှာစတင်ပြီးအုတ်တွေမြို့နယ်ကျွဲပွဲမြို့ခင်ကြီးပိုင်းတွင်နေထိုင်ခဲ့တဲ့လက်နက်ကိုင်ပြူစောတီဘိုးမြဦးဆောင်အဖွဲ့ကလူငယ်များကိုဖုံးကြီးကားများဖြစ်ပါလိုက်လံပေါ်ထားဆွဲဖမ်းဆီးနေခြင်းဖြစ်ကြောင်းထို့တော့ဖမ်းဆီးခံရတဲ့လူငယ်များကိုချွေအုပ်တွေထားရှိပြီးနောက်ညတွင်ချင်းအကြံပေးစစ်တပ်ထံမှပို့ဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။လက်နဲ့ကဘိုးမြဦးဆောင်ခဲ့တဲ့ပြူခွေးတွေကလူငယ်တွေကိုအတိတ်အတ္တမပေါ်လာဆွဲဖန်ဆီးပြီးချွေးဥယုံထဲမှာခေတ္တတင်ထားတယ် ထိန်းထားတယ်ပြီးရင်တော့ညတွင်ချင်းကိုစစ်တက်ထဲပို့တာဖန်တာကလည်းတော်တော်ဆိုးပါတယ်ရွာထဲအထိလက်လက်ဖန်ဆင်းနေပါတယ်တွေ့တဲ့အတူအကုန်လိုက်ဖန်နေတာဖုံးကြီးကားတွေနဲ့ပေါ့သုံးဝေးလိုက်ဖန်နေတာဘုံမြမှာတနက်နဲ့လက်ပြုံရှိတယ်လို့သိရပါတယ်ဟိုဒေတာပြည်သူတို့ကတော့ပြောဆိုထားလဲဖြစ်ပါတယ်ဆက်လက်ပြီးတော့မျော်လင့်ချက်ကိမဲ့ဒီထက်ကိမဲ့လာနေရဲ့ပြည်တွင်းမှာရှိတဲ့လူငယ်များဆိုတဲ့သတင်းဆောင်ပေါင်းတင်ဆက်ပေးမှဖြစ်ပါရှင်နိုင်ငံဟာနှစ်ပေါင်း20လုံးလုံး ပြည်တွင်းစစ်တမ်းစစ်ဗိုလ်ချုပ်များရဲ့အုပ်ချုပ်ရေးနဲ့ဆင်းရဲမွန်တေမှုဒဏ်တွေဒဏ်ရာတဲ့ချက်များကိုခါစီခံခဲ့ကြပြီးဖြစ်တော်လည်းပဲလူငယ်များဖို့ယခုအချိန်လောက်အနာဂတ်စူတီကိုအသာထားအုပ်ပြီးအသက်တချောင်းကိုရှားကြမ်းမွေးနေရတော့အထိကြောက်မဖွယ်ဆိုးဝါးလာတဲ့အနေအထားကိုကြုံခက်ကြရခြင်းမရှိပါဘူးရခင်ကတခါမြောက်မြောင်မှန်းနိုင်ခြင်းမရှိခဲ့တဲ့ လှပတဲ့တူတက်ရာတူတက်ချောင်းဖော်ဆောင်နိုင်မယ်အနာဂတ်ကိုဂျော့ဆန်စွတ်ကြီးဦးဆောင်တဲ့ဒီမိုကရေစီအစိုးရနဲ့ချက်တွင်ပြက်ပြက်ထစ်ထစ်မြင်ကွင်းရလာခဲ့တော်လည်းပဲမင်းအောင်လိုင်းဦးဆောင်သောစစ်ဘုတ်ချုပ်တတရဲ့လက်နက်အကူဖြင့်အနာသိမ်းယူခဲ့၍သဟုံမချင်းပြက်စီသွားခဲ့ရလည်းဖြစ်ပါရဲ့ လူငယ်ထားပေါင်းများစွာကလည်းလှမ်းတဲ့အစွဲကိုင်းတော်လန်ခဲကြရ၍ယခုအခါစစ်ကောင်းဆောင်များနဲ့ရန်ကုန်နေပြည်တော်မန္တလေးတဝိုက်တွင်သာစိတ်ချနေချတော်လာနိုင်တဲ့အခြေအနေကိုရောက်ရှိလို့နေခဲ့လည်းဖြစ်ပါရယ်စောက်တီရမညာဖြစ်လာသောစစ်ကောင်းဆောင်တွေလည်းအယက်စက်တကအယက်ဆက်ဆုံနီလန်းများတုံးပြီးတော့နိုင်ငံအနှက်အကြမ်းဖက်လာ၍၎င်းတို့လက်အောက်တွင်ရှိနေတဲ့လူငယ်များအဖို့ထိုးထွက်နိုင်ပြီးအခွင့်အလမ်းဟူ၍ဘာတကူမြမချန်အောင်ဖြစ်လာရပြီး၎င်းတို့လက်ထံပြုတ်တမြနှူရတော်မဲ့အဖြစ်ရောက်လာခဲ့ရပြီဖြစ်ပါရယ် 2024ဖေဖော်ဝါရီလမှစတင်ခဲ့တဲ့လူငယ်များကိုအတင်းအမာစစ်ထဲဆွဲတွင်းနေမှုဟာ အရှုံးများတွေတွန်းရရင်ဆန်လာရဒီနေ့အများပို့ပြီးတော့ကျန်းလာတာဖြစ်ပါရယ်လမ်းများပေါ်ကနေအတင်းချက်ဆွဲခွက်ခံရတဲ့အရေးအတွက်ဒီထိတ်လန့်ခွဲကောင်းလောက်အောင်မြင့်တက်လာခဲ့ပြီဖြစ်ပါရယ်ဒီပါရင်တွားရပညာတင်ကြားခွင့်အရာကြီးဟာဒီလေတခုတီတော့ထွက်ပေါက်ဖြစ်ရှိနေခဲ့တော့လည်းပဲရင်းဒီပင်နေငွေကြီးတန်နိုင်သူများအတွက်သာဖြစ်ပါရယ် ED ကလည်းငွေတန်ဖိုးဟာတလဟောကျဆင်းနေ၍အကြောင်းလာခါနေနေထိုင်မှုစေများအတွက်လည်းတန်နိုင်သူအရေးအတွက်ကလည်းနည်းတစ်ထက်နည်းလာနေတာလည်းဖြစ်ပါရယ် ပညာထူချွန်တော်လည်းပဲကိုစားစင်းနဲ့ကိုမတတ်နိုင်သူများအတွေ့ပြိပပညာတင်စုကိုအောက်ကိုအထအဖြစ်မျှော်မှန်၍ရနိုင်စရာရှိတော်လည်းပဲယခုအခါမှာအမေရိကန်ဖွံ့ဖြိုးမှုအကူအညီပေးရေးအေဂျင်စီ USAID မှရန်ပုံငွေချပါချပေးထားမှုနဲ့ရပ်ဆန်လိုက်ပြီဖြစ်ပါရယ်ထို့တွက်လည်းဖိလစ်ပိုင်ကမ်ဘောဒီးယားအင်ဒိုနီးရှားနဲ့ထိုင်းတို့ဟာပညာတင်စုဖြင့်တောင်းတက်နေကြဆဲတောင်းသား၄၀၀ခန့်တို့လိုတန်တန်ဖြစ်နေပြီး ပြီးတော့ပြန်ပြီးဆိုကလည်းမင်းအွန်လိုင်းနဲ့အပေါင်းပါများလက်ထဲတက်ဆင်ရတော့မှာပဲဖြစ်ပါရယ်2024ခုနှစ်အေဘီလာအတွင်းမှာ NGO အဖွဲ့တစ်ခုဖြစ်တဲ့ Burma Africa Conflict Study မှထုတ်ပြန်ခဲ့တဲ့အစိုးရကန်ဆောင်ရေးမှုချမ်းရမည်ဟူ၍ကြေညာချက်ထွက်ပြီးနလအထွေမှာပဲထွက်ပြေးသိမ်းရှောင်းတဲ့တူလူငယ်ပေါင်းတသိန်းခန့်ရှိသည်ဟုဆိုထားဖြစ်ပါတယ်။2025ခုနှစ်အစောပိုင်းတွင်စကောင်းစင်ဟာစိတ်မှုချမ်းရအရွယ်ရှိအမျိုးသမီးများစင်ကိုကောက်ယူပြုစုလာပြန်ပြီဖြစ်ပါတယ်။ထို့ထွက်တဲ့အမျိုးသမီးငယ်များအထိတ်တန့်ဖြစ်ကပြေပေါက်ကိုစဉ်းစားလာကြပြန်ပြီဖြစ်ပါတယ်။စိတ်မှုချမ်းရအသက်ပြည့်သူတိုင်းဟာပြေပေါက်ထွက်ခွာခွင့်ပိတ်ပင်လိုက်ကြပြန်ပါတယ်။ ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ဟာစောက်ကြည့်ထောက်လန်းမှုများချိန်ချောက်ငွေတောင်းရရသည့်အဆောက်အဦကြီးဖြစ်လာနေတာဖြစ်ပါရယ်ပြည်တွင်းနဲ့ပင်လယ်ဆွခွာတိန်ချောင်းမီလောထိုင်းကိုနယ်စပ်မှဖျက်ကျော်သွားမီလောဆိုတဲ့အရေးချဲပိုင်းခွင့်သာရှိတော်တာဖြစ်ပါရယ်တော်လိုက်တဲ့ဖက်များကလည်းပြက်ပြက်တတအောင်ပွဲခံဖို့အချိန်မြင့်တင်တော့မီဟုကြွေးကြကြွေးကြော်လာကြပြန်ပြီးဖြစ်ပါရယ် မိမိတို့နဲ့လာရောက်ပူပေါင်းရတဲ့စင့်ခွန်ခက်ကြရွေးပောင်းဝင်လာသူအများပြားရှိလာနေသည်ဟုတရိန်များချက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်။သို့တော့ပို့ပြီးတော့ရက်ဆက်ကြံကြုတ်လာနေတဲ့စစ်ပွဲကြီးတွင်ကြံရမြဖြစ်လာနေသောလူငယ်များဟာစစ်ပွဲတွင်ပောင်းဝင်ခြင်းဒီသာ၎င်းတို့အတွက်တခုတည်းသောရှစ်ဆက်ရန်လမ်းကြောင်းအဖြစ်တကယ်တမ်းရှုမြင်လာကြမည်လားဆိုတဲ့အပေါ်မှာမူတည်နေခဲ့ရတဲ့ဖြစ်ပါတယ်။အတင်းအနမစစ်တပ်ထဲဆွဲတွင်းနေခြင်းဟာလူငယ်များသာတမကမိသားစုများပါထိခိုက်လာနေပြီးဖြစ်ပါတယ်။ ၎င်းတို့ရဲ့သားများစစ်တပ်နဲ့ထဲပါဝင်သွားရေးအတွက်ပိုင်ဆိုင်တများထုခွဲရောင်းချရွှေငွေလက်ဝတ်အသနာများပေါင်နှံဒါတမဟုတ်ဒီမတန်တဆအတူနှုတ်ဖြင့်ချင်းငါပြီးလက်ထိုးကြပြန်ပြီးဖြစ်ပါတယ်လူငယ်များဟာ၎င်းတို့ရဲ့ပညာတင်ကြားရေးဘဝတက်နှံများဆုံးရှုံးထက်ရောက်တမကမိဘဆွေမျိုးများလည်းရှိကြမြဖြူကားပြာကားကြခဲ့ရပြီဖြစ်ပါတယ်မျက်ရည်နဲ့မျက်ခွက်ဖြစ်ခဲ့ကြံပြီးဖြစ်ပါတယ်ဒီဒရီအကုခံတော်နေစေမဟုတ်ချအောင်ရမယ်